အခု ERI နဲ့ PDF တွေတွဲတိုက်တယ်စစ်တပ်ဒီတမိုင်းမှာ မရှုံးဘူးတဲ့စစ်ပွဲတွေကိုရှုံးတယ်တမိုင်းမှာမရှုံးဘူးတဲ့စစ်ပွဲတွေကိုရှုံးတယ်တိုင်းစစ်ထားတာတွေကြာဆုံးတယ်ဒီကောင်တွေဘက်ကအစုလိုက်ပြုံလိုက်လက်နက်ချတာတွေလုပ်တယ်စစ်တပ်ထဲမှာကြောက်ကြရက်ပေါင်းများစွာနဲ့အခုချိန်ထိဒီကောင်တွေရဲ့စီးရေးပိုင်းဆိုင်ရာစွန့်ရေးပိုင်းဆိုင်ရာကိုတည်ငြိမ်အောင်ဒီကောင်တွေမတည်ဆောက်နိုင်စီပဲနဲ့တသသပြုတ်ကွဲနေတဲ့တောင်ဒီကောင်တွေအခုခံနေရအဲ့ဒါကြောင့်မို့ဒီကောင်တွေတရုတ်ကိုဒူးသွားထောက်တယ်တရုတ်ရဲ့အကူအညီနဲ့ ဒီကောင်လေးလှုပ်တယ်လေချောင်းကနေပြီးတော့ဖိအားပေးတယ်တရုတ်ကနေလည်းတစ်ဖက်ကနေပြီးတော့နိုင်ငံရေးအရဖိအားပေးတယ်ဟလာဖြတ်ဖြတ်တောက်မှုတွေလှုပ်တယ်တက်ဆိုင်အီးအော်တက်ဖွဲ့တွေနောက်ဆုံးမတောက်နိုင်မယ်နဲ့ဟိုဖြစ်တယ်အခုလက်တည်ရနယ်လေးအဲ့လိုလှုပ်ပြန်ဒီကောင်လေးကအခုဒီကောင်လေးရဲ့ကုံသွဲမှုလမ်းချောင်းတွေတခြားဥစ္စာတွေပြန်ထိန်းချုပ်နိုင်မှုအတွက်လားရှုကိုရတော့တယ်သူများလေလားရှုကနေပြီးတော့မန္တလေးပြည်ဝင်လင်ကိုလာဖို့အတွက်ဂျားရဲရနယ်မြေတွေက TNL တိမ့်ပိုက်ထားတာဖြစ်တယ် ဒီ NLA ကတိမ့်ပိုက်ထားတာဖြစ်တဲ့အချိန်မှာဒီနန်းမြေတွေကိုပြန်ရနိုင်မှုတွေဒီကောင်းနေအသေးအံကိုကြိုးစားနေ။နောက်ပြီးတော့ဒီကောင်းနေကဂုံတိတ်ခါပိုင်းရငါတို့ပြန်ယူရအောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ဥစ္စာတခုဒီကောင်းနေပြန်လုံနေ။အဲ့တော့ဒါတွေကိုကျွန်တော်တို့ကထင်ထင်ရှားရှားမြင်ရတယ်။အဲ့တော့ TNLA အနေနဲ့လည်းအချက်အသေးပေါင်းများစွာကိုစပြီးတော့ရင်ဆိုင်နေရပြီဆိုတာကိုကျွန်တော်တို့ပြောရအောင်။အဲ့တော့ TNLA လည်း MND လိုပဲအချက်အသေးရင်ဆိုင်နေရလားဆိုမနှစ်ကြရတဲ့သူတို့စပြီးရင်ဆိုင်နေရအဓိကတရုတ်ရဲ့ဖီဟာ ်အကုန်ပစ္စည်းတွေတချို့ဥစ္စာတွေအများကြီးကိုတို့တွေမရရှိတော့တာတွေဒီလိုမျိုးဖြစ်ရတွေကို TNL နဲ့ခံနေရလာလည်းရှိတယ်အခုကပိုဆိုးလာပြီဘုံကျဲတာကတော်တော်ကိုရရက်ဆက်ဆက်ဘုံကျဲတာကိုတွေ့ရဒီ2024ထဲမှာဆို TNL အုပ်ချုပ်တဲ့ဒေတာတွေဆိုတောက်လျှောက်ကိုဘုံကျဲတာကိုကျွန်တော်တို့တွေ့ရအဲ့တော့မင်းအောင်လေရုရှားသွားတော့ကရုရှားလုပ်ငန်းရှင်တို့မိုးကုတ်တို့ဘာတို့ကကြောက်လာတူးပါတရုတ်ကကောင်းလာပါဘာညာနဲ့ဆိုပြီးဖိတ်ခေါ်ခဲ့တာကြီးကျွန်တော်တို့တွေ့ရတယ် အဲ့တော့အခုလေဟာရွှေတွေကြောက်တွေလာတူးပါဆိုပြီးမိုးကုတ်တို့ဘာလို့မှလာပြီးတော့အဲ့တော့ TNL ဒေသကိုပြန်ရဖို့အတွက်သူကဟိုဘောနော် TNL သိမ့်ပိုက်ထားမိုးကုတ်တို့တခြားဒီဒေသတွေကိုပြန်ရဖို့အတွက်သူကအရန်ကိုလိုအပ်တယ်ပြောရမယ်ဆိုဒီဒေသတွေကိုဆုံးရှုံးတာသူ့ရဲ့ဝင်ငွေတွေတချို့တော်တော်များများကိုဆုံးရှုံးတယ်။သူ့ရဲ့နေမြေပိုင်ဆိုင်မှုတွေဆုံးရှုံးတယ်။သူ့ရဲ့နိုင်ငံရေးကုန်သွယ်ကအများကြီးဆုံးရှုံးတယ်။စည်ရေးကုန်သွယ်ကအများကြီးဆုံးရှုံးတယ်။ဒါတွေကဖြစ်ကိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေ။အဲ့တော့စစ်တပ်ကဒီလိုမျိုးလုပ်ပြီ။အဲ့တော့လာရှိုးလို့ပဲ TNL နေမြေတွေကျွန်တော်တို့ ြန်ပေးရမှာလားဘာဖြစ်လာနိုင်မိခွန်းနေရှိလားတွေးလာစရာရှိလားလှုပ်လာနိုင်စရာရှိလားဘာလဲဘာလဲဘာလဲ TNLA ကပြောရမယ်ဆိုရင်တော့လူဒူးနဲ့တိတ်ပြီးတော့အဆက်အသွယ်မပြတ်ဘူး MND လူလို့တရုတ်ကချက်ချင်းဖိအားပေးတာနဲ့ဟိုနဲ့အလုံးမလုံးဘူးလို့ဒီနဲ့အလုံးမလုံးဘူးလို့ကြေညာချက်တွေပါရတော့ထွက်မလာဘူးဒါပေမဲ့ TNLA ကသူတို့မှာတရုတ်ဖိအားရှိတယ်ဆိုတော့သူတို့ရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ထုတ်ပြောထားတာရှိတယ်အဲ့တော့အခုလေတရုတ်ဖိအားကိုသူတို့ဘယ်လိုဖောက်ထွက်မလဲသူတို့ဘယ်လိုဟာဖြစ်မလဲရေးကြည့်လာပြီ တွေးလာကြပြီသူတို့ဘာစလုပ်မလဲဒီဆွေးနွေးပွဲမှာသူတို့နောက်တစ်ခါထပ်ပြီးတော့တေးကြတဲ့တရုတ်ကသူတို့နောက်ထပ်ဆွေးနွေးပွဲတစ်ပွဲဖြစ်အောင်တရုတ်ကဆက်လုပ်မှာ